မြန်မာစာမြန်မာစကားနဲ့ပတ်သက်ရင်အင်တန်လေးနဲ့ပြီးခက်ခဲတဲ့ကိစ္စတွေကိုသိချင်ကြားချင်နားထောင်ချင်ပါတယ်ဆိုတဲ့သူမျိုးတွေရှိတယ်လို့တားရီသမီးတွေလူငယ်တွေအတွက်ပေါ့ပေါ့ပါပါနဲ့နားထောင်လို့ရမယ်လူငယ်တွေထဲမှာတိတူတချို့မတိတူတချို့ဖြစ်နေကြတဲ့စကားလေးတွေကိုပြောပြပေးပါလို့ဆိုကြသူတွေလည်းရှိကြပါတယ်တကယ်တော့ခက်ခဲနေတဲ့ကိစ္စတွေကလည်းသိဖို့လိုတယ်လို့လူကြီးတွေသိပြီးသားပါဆိုတဲ့ကိစ္စမျိုးတွေကိုလည်းလူငယ်တွေအတွက်ပြောပြတင်တာကတော့အမှန်ပါပဲဒီတော့အလင်းတဲ့တယ်လို့ မျှပြီးတော့တင်ပြပေးကြပါတယ်။ဒီတစ်ပတ်အတွက်တော့လူကြီးတွေအတွက်ဆိုရင်ပေါ့ပေါ့ပါပါ ဖြစ်မှာပေါ့ဗျာ။လူငယ်တွေထဲမှာတော့တည်သူရှိတယ်လို့မတည်သူတွေလည်းရှိကြမှာပါ။ချစ်ပြန်ရပါမယ်ညာလေးလေးခိုင်းမြဲလေးလေးအနစ်ပြမရလေးသေးတယ်ဆွဲရပါမယ်မောက်မျက်နာတရွာမှတ်ခြင်းတဲ့ အရင်ခေတ်ခါတုန်းကတော့အရက်သုံးစကားပါလူတိုင်းနားလဲပါတယ်ဒီခေတ်မှာတော့လူတိုင်းနားလဲပါမလားလို့တန်တရားဝင်လာရတဲ့အခြေအနေပါအခုခေတ်မှာကလူငယ်တွေကနိုင်ငံခြားဘာသာစကားတွေအတတ်ပညာအမျိုးမျိုးတွေလေ့လာနေကြပြီးမြန်မာစာမြန်မာစကားဘက်မှာကြတော့အားနည်းလာတဲ့သူတွေကလည်းအများသားမို့လားချစ်သူမိန်းကလေးကသူ့ချစ်သူယောက်ျားလေးကိုဘလောက်တောင်အားကိုးအားထားရှိလိုက်တယ်လဲဆိုရင်မောက်မျက်နှာကိုရွာတရွာလုံးလိုပဲလို့ကိုသဘောထားပါတယ်လို့ဆိုလိုတာပါ အထူးသဖြင့်ချစ်သူမိန်းကလေးများဟာတရွာသားကိုချစ်ခင်မိလို့တရွာသားနောက်ကိုကောက်ကောက်ပါအောင်လိုက်လာရပြီဆိုရင်ဒဇိန်နေချာမှာမျက်နာငယ်ရှာတော့မောက်မျက်နာကိုပဲတရွာလုံးစာမှတ်ထင်ပြီးအာကိုပြီးလိုက်ခဲ့ရတာပါရှင်လို့ပြောလို့ရှိပါတယ်အချစ်တဲ့ရစ်ပက်မိလာရင်ကြာလေလေခိုင်မြဲလေလေအမြင့်ဖြတ်မရပဲအသေးသေးဆွဲကပင်တဲ့အချစ်ဆိုတဲ့တဲ့တဘောကများလူကိုရစ်ပက်လွှမ်းမိုးလာပြီးဆိုမှဖြင့် ကြာလေတိုးလေရစ်ပက်လေပါပဲဆွဲဆွဲမြဲမြဲနဲ့ကြီးမားဖွံ့ဖြိုးတန်ဆွမ်းလာပြီဆိုရင်အမြင့်ဖြတ်ပလိုက်ဖို့အသေးသက်ပြလိုက်ဖို့မဖြစ်နိုင်လောက်အောင်ပါပဲလို့ဆိုလိုတာဖြစ်ပါတယ်တချင်းရဲသူကဆရာကြီးမြို့မကြီးမှာမူလအဆိုရှင်ကဒေါမေရှင်မှာအခုတော်တော်ရှင်တို့နားထောင်ကြရတဲ့ပြန်ဆိုထားသူကတော့ဒေါ်မမာအေးဖြစ်ပါတယ် င်မာသူညို့မျိုးပူတယ်ရဲ့စွန့်နှစ်ပြီးချဲ့ရတော့မဲ့အားနွယ်သူပါရှင်တဲ့ရှေ့ခေတ်ကတော့မိန်းကလေးများဟာတယောက်ဆိုတယောက်ဘရောက်ဆိုဘရောက်ဆိုတာမျိုးပဲကိုတယောက်ဆိုတယောက်တသက်မက်မက်နဲ့ကောင်းကောင်းဆူဆူတသက်လုံးပေါင်းသိမ့်မယ်လို့သတ်မှတ်ဆုံးဖြတ်ထားကြတာမျိုးဆိုတော့ဘာပဲဖြစ်ဖြစ်ဇွနှစ်ပြီးချစ်ရမယ်အားနွယ်သူမိန်းကလေးပါလို့ပြောတာဖြစ်ပါတယ်မိန်းကလေးဆိုတာမျိုးကစုနဲ့ဖက်လို့ပါပဲတဲ့ စူးပေါ်ဖက်ကြရင်လဲဖက်ကပေါက်တာပဲဖက်ပေါ်စူးကြရင်လဲဖက်ကပေါက်တာပဲမင်းကလေးဘက်ကနာဘက်ကကြည်ပါပဲတဲ့ဒါကိုဆရာကြီးမြို့မငိမ့်ကကြစ်ကြစ်လေးလေးဖွဲ့ဆိုပါတယ်စူးကြလဲဖက်ဖက်ကြလဲဖက်နာဘက်ကမို့ပင်တဲ့မွှေးတော့မှာတော့ယောက်ျားများက လူရာတွင်းကျင်ကြပါရဲ့နောက်အချိန်မွှေးရနဲ့ပြေတော့အကြောင်းတစ်ခုခုကိုရုံးမဲ့ဖွဲ့ရမဲရှာပြီးပြစ်ထားခဲ့မှာကိုစိုးရင်ပူပန်မိပါတယ်လို့ဆိုထားပါတယ်ခင်ဗျာ ရိုးတယ်ဆိုတာအဘိဓာန်နဲ့မှာဖော်ပြထားတာကတော့ဆွဆွဲတယ်လို့ဖွင့်ဆိုထားပါတယ်ရိုးမယ်ဖွဲ့ကိုတော့လှီးလွှဲရန်အကြောင်းရှာပြောဆိုသည်လို့ဖွင့်ဆိုပါတယ်တစ်ဆက်တည်းမှာပဲယိုမာကျော်ဆိုတာကိုလည်းအဘိဓာန်နဲ့မှာဖော်ပြထားပါတယ်ယိုမာကျော်ဆိုတာကတော့ဘူးသီးကျော်အစားဘူးသီးရှားတဲ့အချိန်မှာဂောရခာသည်ကြောက်ဖြုံသည်လို့ဟာမျိုးနဲ့အစားထိုးပြီးအတုလုတ်ကျော်တဲ့အကျော်မျိုးကိုဘူးသီးနဲ့ယိုမာတဲ့အကျော်ဆိုပြီးယိုမာကျော်လို့ခေါ်တာဖြစ်ပါတယ် ရိုးမားကိုတော့အဘိဓမ္မာအတိဘယ်ပေးတာကတခြားတစုံတစ်ခုနဲ့မှားယွင်းထင်မှတ်သည်လို့အတိဘယ်ပေးထားတာဖြစ်ပါတယ်။အော်ရိုးကိုရေးရင်ရပ်ပလက်နဲ့ရိုးရပါတယ်ခင်ဗျာ။ရောက်ောက်ကြီးနဲ့ရိုးမယ်ဖွဲ့ဆိုပြီးများမှားရေးတာတွေကို တွေ့ရလို့ရှိရင်အော်တိတ်ရိုးဆိုပါလားလို့စိတ်ထဲမှာထင်မိပါတယ်။ တွေဖောက်ဖွက်ရတဲ့ဒါကလည်းအလွန်အသုံးများပါတယ်ရတ္တစာပေထဲမှာဆိုရင်အင်မတန်ကိုပုံပုံများများတွေ့ရတဲ့စကားပါဒါပေမဲ့ဒီနေ့ခေတ်လိုရတ္တစာပေထက်သတင်းတွေဂျာနယ်တွေကသာပိုပြီးလွှမ်းမိုးတဲ့ခေတ်မျိုးမှာတော့ဆက်ကျော်သက်လူငယ်လေးတွေဆိုရင်အတွေ့အကြုံနဲ့ပါလိမ့်မယ်စကားတွေဖောက်ဖွက်တယ်ဆိုတဲ့အသုံးနှုံးကိုတွေ့ရင်တောင်မှတစ်တွေဝါးတွေကိုကျိုးနဲ့ချီနှောင်ပြီးရေပေါ်မှာသွားဖို့လာဖို့ရေပေါ်မှာယာယီတဲထိုးနေထိုင်ဖို့လှုပ်ထားတဲ့ဖောင်းဆိုတာမျိုးတွေကိုတော့ တချို့လူငယ်တွေမြင်ဘူးခြင်းမှမြင်ဘူးကြပါလိမ့်မယ်။အဲ့ဒါလို့မမြင်ဘူးရင်ဖြင့်အတိတ်ဘယ်ကိုအပြည့်ဝခံစားခြင်းမှခံစားနိုင်ကြမှာပါ။ဝါးတွေတစ်လုံးတွေကိုတစ်လုံးနဲ့တစ်လုံးကျိုးနဲ့ချီနှောင်ဖောင်ဖွဲ့တယ်လို့မျိုးစကားတွေကိုလည်းတစ်လုံးနဲ့တစ်လုံးဆက်ဆက်နှောင်ဖွဲ့ဖောင်လိုတွဲပြီးချစ်ပါရဲလို့ဒွတ်ဒွတ်ပြောနေတာဟာယုံလောက်စရာပါပဲလို့ဆိုတာဖြစ်ပါတယ်။ ူးသဘောမတူတာတွေကိုပြောပြီးအငင်းပွားမနေချင်ပါဘူးတကယ်တမ်းမေတ္တာစစ်တဲ့ချစ်ကြတယ်ဆိုရင်လွန်မောင်းတင်ပြီးတော့ချစ်တဲ့ကျိုးလိုဥမာတင်စားပြီးအသက်ဆုံးတဲ့တိုင်အောင်ခိုင်ခိုင်မြဲမြဲကျင်နာသွားကြင်ပါတယ်လို့ဆိုပါတယ်လူတစ်ယောက်နဲ့တစ်ယောက်နဲ့ချစ်ခင်မြတ်နှုတ်လို့ပေါင်းသင်းနေထိုင်ကြတာကိုကျိုးနဲ့ဥပမာ တင်စားထားပါတယ်ကျိုးတစ်ချောင်းဖြစ်လာဖို့နှလုံးသုံးလုံးပေါင်းပြီးချစ်တဲ့ဥပမာလိုပဲလူနှစ်ယောက်ပေါင်းပြီးဘဝအစ်တစ်ခုဖြစ်လာတယ်လို့တင်စားသုံးစွဲတာဖြစ်ပါတယ် မုံရဲ့အပြည့်ချစ်ရင်အကျိုးမြတ်လို့တရားဆိုတဲ့မြမစကားရှိပါတယ်လူတယောက်ကို မုံမီဆိုမှဖြင့်သူလို့တမျှအပြည့်ကြီးမြင်တော့တာပါပဲ ချစ်မိပြီဆိုရင်လည်းသူ့အကျိုးကိုပဲလိုလားတတ်ပါတယ်။မျက်နှာမိပြီဆိုရင်တော့သူ့အတွက်ဆိုရင်အားလုံးကြည်ပြူပြီးသားတရားပြီးသားပါလို့ဆိုလိုတာဖြစ်ပါတယ်။ကိုချစ်တဲ့သူနဲ့ဆိုရင်တဲအိုအပြက်ကိုတောင်မှပန်းမွေရာကျဲထားတယ်လို့ထင်မိပါတဲ့။ချစ်သူနဲ့လွဲခဲ့ရင်တော့ရွှေပုံကြီးကိုတောင်မှဖွဲအိတ်တိတ်လို့ပဲထင်မိပါတဲ့။နှစ်ယောက်ပေါင်းပြီးဘဝတစ်ခုတည်ထောင်တာကိုနှလုံးပေါင်းပြီး ကျိုးတချောင်းကြစ်ထားတာနဲ့တင်စားခိုင်နိုင်ဖွဲ့ဆိုထားတဲ့ဆရာကြီးမြို့မညင်ရဲ့ချစ်လွန်းတင်သခြင်းဖြစ်ပါတယ်ဒီလိရှင်းထဲမှာမြမစာမြမစကားအညွတ်အဖူးလေးတွေပါနေတာကိုညီငယ်နှမငယ်များနားထောင်ရင်းနဲ့ပြည့်ပြည့်ဝဝခံစားနိုင်ကြဖို့ဖြစ်ပါတယ်ခင်ဗျာ